ဒါလေးလောက်ကတော့ခွန့်လွတ်လွတ်ရတယ်ဟုတ်မဟုတ်တကယ်လို့ဦးစိုးထင်းတင်ခဲ့တာတွေကမှန်ခဲ့တော့ဒါအရေးယူမှာပါပဲတတရလုံးမှစော်ကားခိုင်းပြီးဆိုလူတို့ကလည်းလုံးတင်လို့တဲ့ချာလုံးမှာပဲတို့တို့ကလည်းတောင်းမှန်တဲ့တော့တောင်းမှန်မယ်ကိုယ့်ဘက်ကမှားသွားရဲ့ဒါတော့ချင်းချင်းတကာကြီးဒါတော့ကြေးအေးပြပါဆိုဦးစင်းတို့တောင်းမှန်မှုထီတုပ်ပြီးသားအခုတော့တို့တို့လည်းမတတ်နိုင်ဘူးပေါ့ဗျာခင်ဗျားတို့တော့လောက်စွမ်းနေကိုယ့်အကကိုလောက်ကြလို့ပဲပေါ့ကိုတော့ပြောကျင်နေပြပါနော် တော့ခင်ဗျားတို့မကြင်ရလဲဂယူးမဆိုင်ဘူးမလေးစားလဲပောက်ကိုတော့ဂယူးမဆိုင်ဘူးပောက်ကိုတော့လှုပ်ရှားရှိတာတော့ပောက်ကိုတော့အမှန်တရားတော့ပြောနေဦးမှာပြငါမှယာရူးရှိတယ်ဆိုပြီးလှုပ်ချင်တယ်မလှုပ်နဲ့မင်းတို့ဘုံမှုနဲ့ငါနဲ့တွေ့လို့ရှိရင်ကာလနာတိုက်မယ်ညငါလည်းစက်တကထွက်တာတက်ချက်ကြီးရှင်းလားပောက်လို့ဖာရမှာရှာရှိတယ်ဖဏတိချေးတွေရှော်ပြီးတော့ယာရရရူးမဟုတ်ဘူး ဆက်ထားလို့ရတာရလို့ယမေဒီပါဒုမာဒီပါဒုမာဘုဘုမူကြီးဘောင်မျိုးသူအားဘောင်မျိုးသူအားဒီယအောင်ဒီယဘုဆိုပြီးပါဆိုပြီးပါဒီယဒီယအားလျော်စွာဒီယစောဒီယခုဒီယခုအားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ဇောယူထုံးအဖမ်းခံရသည့်အပေါ် ပေါကူတော်ကထောက်ခံကြောင်းနဲ့ဇော်ယူထုံးကိုအာနာပြတဲ့ဂုံမှုဆိုသူကိုတတိပေးလိုက်တဲ့တက်ချက်ကြီးရုတ်တံနာယီတဲ့င်းတွေလိုင်းပေါ်မတင်ဖို့စစ်တပ်ကညွှန်ကြားထားတော်လဲလိုက်နာမှုမရှိသည့်ရုတ်တံတွေအပြင်မြမရေးစည်းဝေးနှစ်ခုလာမဲ့အပတ်ထဲကျင်းပမည်ဟုအာဆီယံပြောလာတဲ့ထူးခြားတဲ့င်းတွေပါတင်ဆက်ပေးလိုက်ပါတယ်။မျောလေးမင်္ဂလာပါဗျ။ဒီနေ့က23ရက်9လပိုင်း2025ဖြစ်ပါလေဗျာ။နေခင်းက တုံးတက်သွားတာလေးပေါ့နော်ဦးဇင်းတို့ဒါမလိုင်ကဗိုလ်မှူးတယောက်နဲ့မဆာဘအဖွဲ့ဝင်ဗိုလ်မှူးတယောက်နဲ့ဦးစောယူထွန်းတို့29ရက်တုံးလာပိုင်း2025မှာဖြစ်တဲ့အရာလေးကိုဦးဇင်းတုံးတက်သွားတာနဲ့ကိုစောထွန်းကိုစောယူထွန်းဒီတရားဆွဲခံရဒီမိထီလာတက်တက်မှာ103ကဆွဲခံရပုံကြတယ်ဗျတမတရား3ကစစ်မှုထမ်းဥပဒေနဲ့ဖတ်တက်ပြီးသူလဲတေချာလို့ပြောတာနေမှာပေါ့နော်ဒါနဲ့တေချာလို့ပြောတာနေမှာပေါ့ရွာတွေကြီးမိထီလာကြီးရွာတွေမှာလဲဒါလို့ကောက်ခါတွေအများကြီးကြားရတယ်ဥစ္စာလို့လက်တိုင်တိုင်းအများကြီးကြားရတယ်ဒါပေမဲ့ အဲ့မှာတမတရား၃ကဘုံဘူးဘဒူဘူကြီးဘဒူဘဒူကဘလို့ဘလို့ပတ်စံဘလို့ကခိတ်ကနေဘလို့ခေါ်သွားတယ်ခေါ်သွားပြီးမှပတ်စံဘလောက်ဘလောက်စားတယ်ဒီလိုတင်ရမှာကိုတမတရား၃ကလူကြီးတွေဘာညာပေါ့တင်လိုက်တယ်ပေါ့နာမည်မပါပဲနဲ့အဲ့ဒါကြောင့်ဆွဲခံရတယ်ဥစဉ်ရတော့ထင်တာပဲကနော်ဥစဉ်ရတော့အဲ့လိုဆွဲခံရတယ်ထင်တာပဲအဲ့ဒါကိုဒီချိန်မှာအချိန်ကြိုက်ပေါ့နော်အချိန်ကြိုက်မလိုင်ကဖြစ်တာက29ရက်တုံးလာပါ2000ထဲမှာ25မှာဖြစ်တဲ့အရာဥစဉ်ရနေခင်းကတုံးတယ်ပါလေအဲ့မှာဘာပြောရလဲဆိုတော့ ပေါက်ကိုတော့တားတဲ့ဘက်ကိုပါတယ်ငကောကကြီးညိုတယ်အခုမကြီးညိုနိုင်တော့ဘူးလေငကောကလေးစားတယ်အခုမလေးစားနိုင်တော့ဘူးအကျုပ်ကအမှန်တရားပြောလို့မရတော့ဘူးလားကျုပ်ကလည်းကျုပ်ကပြည်သူစစ်တွေဘက်ကအများတန်းရက်တည်ပေးခဲ့တယ်အများတန်းလည်းဆောင်ရွက်ပေးခဲ့တယ်ဒီချိန်မှာဒါဥစဉ်ကနိုင်ငံရေးထိုးနှက်ချက်လို့ဥစဉ်ကမြင်တာလေတစ်ဖက်ဝန်တာအားရအောင်လှုပ်လိုက်တယ်လို့မြင်တာလေဥစဉ်ရဲ့အမြင်ထိုးနှက်ချက်ကဘာမင်းတို့ဒီချိန်ကျမှဒါကြီးနဲ့ဒါကြီးနဲ့တင်းနေငကောကလေးကတင်လိုက်ပါလားအဲ့ဒီဟာနဲ့ပတ်သက်ပြီးလေကိုစော်ယူထွန်းကိုယ်တိုင်တိုင်ထားတာရှိရလေတိုင်ရုံမှာစားစားတွေအားလုံးလည်းဥစဉ်စီမှာရှိတယ်လေ ဒါကိုဦးစင်းကပြောပြတာလေဒီချိန်ကြီးမှာအာဒါကြီးကောက်တင်နေတာမလိုင်ကလှုပ်လိုက်တာဗလဲပုံမှန်မလိုင်ကပုံမှုရဲ့လှုပ်ချက်သူတောင်းမှန်တယ်တောင်းမှန်လဲဒါတမ်းမတော်ရဲ့ဒီစီကံဥပဒေရာသူ့ကိုတရားဆွဲရမှာသူ့အရေးယူရမှာအတမ်းမတော်ရဲ့အလုပ်တိုင်မင်းတမ်းမတော်အရေးယူရမှာတမ်းမတော်ရဲ့အလုပ်အဲ့မှာခင်ဗျားတို့ထင်တာဟာဒါကြောင့်ဖန်ခံရတယ်အာတချို့တည်င်းဌာနဆို24နှစ်အတွင်းဖန်သွားတယ်အာအခုပဲဒါလဲဒါနဲ့ဖြစ်လို့ဖန်သွားတယ်ဆိုတော့တုံးတက်တာဦးစင်းကအမှန်တရားကိုတုံးတက်ကြတာအဲ့ဒီပုံမှုကိုမြင်လည်းမမြင်ဘူးတွေ့လည်းမတွေ့ဘူးအဲ့ဒီနေရာကိုစောယူထွန်းရဲ့အဲ့ဒီပုံမှုရဲ့ဖုန်းနံပါတ်ကိုဦးစင်းကိုပေးရတဲ့အတွက်ကြောင့် ခင်ဗျဒီလိုရက်ကလုံးလုံးမတဲ့တက်မတော်ဘုံရဲ့ကြောင်ခင်ဗျလုံးလိုက်တာတက်မတော်ဂုံလက်ခါကြောင်လုံးလိုက်တာပဲအဲ့တော့ခင်ဗျတောင်းပန်မလားလမ်းလမ်းကြောင်နိုင်သွားမလားဦးစင်းမေးလိုက်တယ်ဘယ်ငါရှင်ကျင်းတော့ခင်ဗျတောင်းပန်သူတောင်းပန်ပေးတယ်တောင်းပန်တယ်ငါတို့တက်နဲ့ယုံထီသူလိုက်ပြီးမှတောင်းပန်တယ်ခွန်းမလို့ထားခွန်းလို့ထားတော့ကိုစောအထွေးရဲ့အပိုင်ပေါ့ဗျာဦးစင်းတို့ကတော့ပြိုက်ကြတဲ့ဟာကြေးရေးစေခြင်းနဲ့ခွန်းလို့စေခြင်းနဲ့အချင်းချင်းဖြစ်တဲ့အတွက်ကြောင့်တယောက်နဲ့တယောက်ရှိကြည့်ရန်လူတောင်းမှတယောက်နဲ့တယောက်ကြေးရေးလက်နဲ့ချကြရသေးတာပဲဗျာ အဲ့တော့ तू อ่ะ तू အမတိလို့ तू တောင်းပန်နေဗျာမတန်းဒလို့ဒလို့တောင်းပန်နေဒလို့ तू မအတော့ကြောက်ဥစဉ်ကိုလည်းတော့ live မော်တင်ပေးလိုက်မလို့မကျေနပ်တဲ့အတွက်ကြောက်ဥစဉ်လိုင်းမော်တင်မပေးလိုက်ဘူးအဲ့ဆိုခင်ဗျတခိုင်ကိုဟာကူတာလုတ်ပေါ်ဗျာလို့လုပ်ငန်းစဉ်တိုင်းလို့ပြုတ်ဆွမ်းနိုင်တာလည်းအဲ့လောက်ပဲဆွမ်းနိုင်တယ်လို့ဒါကြီးကိုကျုပ်ကခင်ဗျတို့ပို့လိုက်တာဟာကြီး live မော်တင်လိုက်လို့ရှိရင်တက်မလို့အနေနဲ့ပုံရိပ်လဲကြတယ်လို့အခုမှတကောင်ပုတ်ထားတယ်အကုန်လုံးပုတ်တယ်ဆိုတော့ပုံစံမျိုးဖြစ်တဲ့တော့ကြောက်ဥစဉ်ကတော့မတင်နိုင်ဘူးလို့ဒါလည်းဥစဉ်ပဲဆာရှင်းရှင်းလေးနော်အဲ့လောက်ဟိုပဲကျုပ်ကဟိုဘက်ကလိုက်တယ်လို့ဒီဘက်ကလည်းပောက်ကူတော့ဒီပောက်ကူတော့ရှောက်ခဲ့တဲ့လမ်းမှာ အမှန်တရားတော့ပဲအမှန်တရားဘယ်ပုံမှုဘယ်ပုံမှုမကောင်းရင်လည်းပုံမှုကိုနာမည်တက်ပြီးပြောတယ်ဘာလို့ဘာလို့မကောင်းရင်လည်းနာမည်တက်ပြီးပြောတယ်ဗျာနောက်ဆုံးကျုပ်တို့ကာချုပ်ထီဝေဖန်ခဲ့တုံးတိုက်ဝေဖန်ခဲ့တယ်ဗျာအဲ့တော့ခမားမကြည်ညိုလဲအကြောင်းမရှိဘူးခမားမလေးစားလဲအကြောင်းမရှိဘူးကျုပ်ကတော့အမှန်တရားကိုတော့ဆက်ပြီးတော့ပြောသွားရအောင်ပါဗျာနော်ခမားတို့ကဒီချိန်ကျမှဒလိုကြီးပြောတယ်ဆိုတော့ဗျာတစ်ဖက်တရားလဲဟုတ်လားခမားတို့ကအဲ့တော့အမှန်တိုင်းပြောကြ29ရက်3လပိုင်း2025ဖြစ်တယ်73ရက်5လပိုင်း2025ဖြစ်တယ်ဟိုဆိုအဲ့မှာတမတရား3 သူကပိုကြီးကဘဒူဘဒူဆိုတော့တင်ရမှာကိုတတ်မတရသုံးကအရာရှိတွေဆိုတဲ့စာလုံးကိုကိုစောထွေးတင်တဲ့စာလေးမှာဖတ်ကြည့်လိုက်ဦးစင်းတို့ကိုယ်တိုင်လည်းဒါလေးလောက်ကတော့ခွင့်လွှတ်လို့ရတယ်ဟုတ်မဟုတ်တကယ်လို့ကိုစောထွေးတင်ခဲ့တာတွေကမှန်ခဲ့တော့ဒါရေးယူမှာပါပဲတတ်ကြလည်းနော်တင်ရမှာဦးစင်းတို့ကဒီလိုပြည်သူ့စစ်ဥပဒေနဲ့ပတ်သက်ပြီးတိုင်ခဲ့တာရေးယူခဲ့တာရေးများရွက်လေဒါပေမဲ့ဦးစင်းတို့ကနာမည်ထုတ်ပြီးမှတိုင်တာဘယ်တက်ကူမှဘယ်တက်ကဘလိုဘလိုဟာမှတတ်မတရသုံးကဆိုလို့ချင်းတတ်မတရသုံးကဘုံမှုဘလိုဟာပိုကြီးဘလိုဟာဘလိုကဘလိုဟာဒါကလုံးကတော့ခင်ဗျမစားနိုင်ဘူးလေဗျာဒါကလုံးကတော့မတိနိုင်ဘူးလေဗျာ အဲ့တော့တတရလုံးမှာခေါ်ကားခိုင်းဆိုတော့တို့ကလည်းလုံးတင်လုပ်တဲ့ချက်လုံးမှာပဲတို့တို့ကလည်းတောင်းမှန်တဲ့တော့တောင်းမှန်မယ်ကိုယ့်ဘက်ကမှသွားရင်ဒါကတော့ချင်းချင်းတကာကြီးဒါကတော့ကြေးကြီးပြပါဆိုဥစဉ်တော့တောင်းမှန်မှုထီလုပ်ပြီးသားအခုတော့ကျွတ်တို့လည်းမတတ်နိုင်ဘူးပေါ့ဗျာခင်ဗျားတို့လည်းတော့ဆိုင်းနေကိုယ့်ဟာကိုယ်လောက်ကြလို့ပဲပောက်ကိုတော့ပြောချင်နေကြနော်အဲ့တော့ခင်ဗျားတို့မကြင်ရလဲဘယ်ယူမဆိုင်ဘူးမလေးစားလည်းပောက်ကိုတော့ဘယ်ယူမဆိုင်ဘူးပောက်ကိုတော့လုံးဆရာရှိတာတော့ပောက်ကိုတော့အမှန်တရားတော့ပြောနေအောင်ပါဗျာအားလုံးဒါပါပဲဗျာမင်္ဂလာပါမျိုးကြီးဒါပြောမဖြစ်လို့ပြောအောင်ဟိုကြီးကျန်ကလေးရပိုင်းရဖြစ်သွားတဲ့ကိစ္စလေးဘုံမှုဝေဖြူနေ ဒီစိုးရီကောင်းဆောင်စောယူထုံးလို့ရကိစ္စလေးဘသူမှလဲဘသူမှလဲဆိုတာအကောင်လုံးလည်းသိမှာပါဒီယာရူးတွေချောင်းမလို့လဲမောက်မာနေကြတယ်သိပြီးတော့လည်းအများကြီးမပြောချင်ဘူးကျွန်တော်ရှင်းရှင်းပြောတယ် तू ကသူ့တောင်သူ့ထန်းဆောင်တာကားမောင်းရင်မှချမောင်းရမယ်ဆိုပြီးတော့မှချမောင်းသူကဘာကောင်းဖြစ်ဖြစ်သူဘာကောင်းဖြစ်နေဖြစ်နေကျွန်တော်ကိူးမဆိုင်ဘူးနော် ကားမှန်ချမောင်းဆိုရင်မှန်ချမောင်းပြီလေသူဝင်လာတဲ့ရုပ်ကခါမှထိုးလိုက်ပစ္စတိုပြစ်လို့မရဘူးလားစတက်ကမှမချောင်းမှမချပြစ်မှာပေါ့ပြစ်လို့မရဘူးလားဟုတ်လားတနန်းနဲ့ချိန်တယ်လက်ပြပုံနဲ့ပောက်ခွဲမယ်ဆိုရင်ပြောတယ်ချားရတယ်ချားတဲ့စကားတွေကတိတ်နားထဲမှာအဆင်မပြေဘူးအဲ့အဲ့ဒီကိုလည်းပြန် လာရှုဘာလို့ကြာသွားလဲအဲ့လိုကောင်းနေကြောင်ကြာသွားတာလာရှုကကန်းလို့ရှင်းနော်လာရှုကြာသွားတယ်အောက်ချီကစစ်တီရဲ့ကြောင်မဟုတ်အဲ့အရာရှိတွေကြောင်မဟုတ်ကြာသွားတယ်နော်ဖယဲသေးတယ်တပြုံတစ်ခေါင်းကြီးမယ်မပြောချင်လို့ကြည့်ရင်ကျွန်တော်လည်းလာရှုမှနေလာခဲ့တာသတင်းပေးတယ်ဘယ်သူမှမလေးမထားဘူးထားလိုက်ပါအဲ့ဒါတော့ပြီးသွားပြီပဲဟိုလာရှုလည်းပြန်ရပြီ ဒါပေမဲ့အခုကိစ္စကြီးရယ်တစ်ဖက်သက်ဆန်တယ်ငါမယာရုရှိတယ်ဆိုပြီးလှုပ်ချင်တယ်မလှုပ်နဲ့မင်းတို့ဘုံမှုနဲ့ငါနဲ့တွေ့လို့ချင်းကာလနာတိုက်မယ်ယောငါလက်စက်တကထွက်တာတတ်ချက်ကြီးရှင်းလားအော်လို့ပါရမှာမဟုတ်ဘူးယာရှိတယ်ဖက်နဲ့ချေးလေးရှော်ပြီးတော့ယာရယာရုမဟုတ်ဘူးစက်တလူယာရယာရုလူဘာတော့မွားနဲ့ လို့အရာရှိတွေသတိထားတော့နော်မင်းတို့ချောင်းမလို့အရာရမှာပြဿနာတက်နေတာလက်နှခံရနေရောက်နေတာ Okay နော်အချိန်နဲ့ငါအကောင်လာပြီးကြိုက်တဲ့ချိန်ဒါကြီးပြောလို့ရတယ်အမေကြီးပါဒူပါ အမျိုးတူအာဒီယအောင်ဒီယဘုဆိုပြီးပါဆောပြီးပါဒီယကြီးဒီယအာလီယောသွာအာလီယောသွာယနေ့ယခုယနေ့ယခုဝိညာဉ်ရေတော်ဝိညာဉ်ရေတော်ဒီမယဒီမ

ထောက်ပံ့ပြု၏ထောက်ပံ့ပြု၏ထောက်ပံ့ပြု၏ယေရှု၏၎င်းယေရှု၏၎င်းသူသည်ဖြင့်အချစ်တဖြင့်ယနေ့ယခုယနေ့ယခုအလူအမာဘောဝိနန္ဒမုံဘောဝိနန္ဒမုံတာတာဘောဒိတိကအောင်ဒိတိယသာသုပိတာသုလောကမြာဘုရားကဘုရားကသူဘုံဘုံဘုံ သူဘုံမူကြီးဘုံမူအောင်ရသူရဲ့အတူတဘွားဆရာကြတဲ့ညာဆရာကြတဲ့ညာဘုရော အာဆီယံအနေနဲ့လာမယ့်သတင်းပတ်မှာပြုလုပ်မယ့်ထိပ်သီးအစည်းအဝေးမတိုင်မီမြန်မာရေးအထူးအစည်းအဝေးနှစ်ခုကျင်းပသွားမှာဖြစ်ကြောင်းအာဆီယံထွေထွေအတွင်းရေးမှူးချုပ်ကဗုဒ္ဓဟူးနေ့မှာပြောပါရယ်မလေးရှားမှာကျင်းပမယ့်အဲ့ဒီအစည်းအဝေးတွေမှာတခြားပြည်ထနာရက်တွေမပါဝင်ဘဲမြန်မာအရေးကိုအထူးအာရုံစိုက်ပြီးဆွေးနွေးသွားမှာဖြစ်တာကြောင့်အသည့်အဆန်းဖြစ်တယ်လို့အကြီးအကဲထောက်ခမွန်ကရီဒါစ်ကိုအင်တာဗျူးမှာပြောပါရယ်အစည်းအဝေးမှာဘယ်ကိစ္စကိုဆွေးနွေးမလဲဆိုတာဒါမှမဟုတ်အဆိုပြုချက်အစ်စ်တွေရှိသလားဆိုတာကိုတော့သူ့အနေနဲ့မပြောခဲ့ပါဘူး ထမအစည်းအဝေးမှာလက်ရှိရခင်နဲ့လာမဲ့အာဆီယံဥက္ကဋ္ဌနိုင်ငံတွေဖြစ်တဲ့မလေးရှား၊လာအိုနဲ့ဖိလစ်ပိုင်တို့ပါဝင်မှာဖြစ်ပြီးဒုတိယတစ်ခုမှာတော့အာဆီယံနိုင်ငံသားရေးဝန်ကြီးတွေတက်ရောက်မယ်လို့သိရပါတယ်။မြန်မာအရေးအခြေအနေတိုးတက်မှုမရှိတဲ့အပေါ်မင်းမြန်ရာမှာတော့ဖျောက်ခင်မောင်းဝင်ကအာဆီယံရဲ့အလုပ်သေးမဖြစ်တဲ့ငင်းချမ်းရေးအစီအစဉ်ကိုကောင်းမွန်တယ်လို့ကာကွယ်ပြောဆိုထားပြီးဒါကိုအကောင့်ထည့်ဖို့တက်ဆိုင်သူအားလုံးကိုသူကတိုက်တွန်းခဲ့ပါတယ်။ ဒီပြဿနာကိုမြန်မြန်ဖြေရှင်းလိုက်နိုင်ဖို့အဖွဲ့တစ်ခုခုကမျှော်လင့်နေတာဆိုရင်အဆင့်ကျော်တယ်လို့ဖြစ်နေပါလိမ့်မယ်ကျွန်တော်တို့အနေနဲ့တော့ဆက်လက်ပြီးထိတွေ့ဆက်ဆံသွားအောင်မှာပါဒါပေမဲ့အချိန်ယူရလိမ့်မယ်မြင်တဲ့အတိုင်းပဲလေပြဿနာကငါတို့တွေတိတ်ပြီးစိတ်မရှိကြတာပဲလို့သူကပြောပါတယ်ပြီးတော့ငါတို့တွေပဋိပက္ခတွေကိုရောကြစေတဲ့၍တိုက်ပွဲကြီးတွေကိုသေးသွားစေတဲ့၍ငါတို့လူတွေကိုစကွဲဝိုင်းပေါ်ဆွဲခေါ်နိုင်တဲ့၍ဒါတွေကတိုးတက်မှုတွေပါပဲလို့သူကဆိုပါသေးတယ်